တရုတ်နိုင်ငံရဲ့လက်ရှိအခြေအနေတွေဟာအပြင်းပန်းကကြည့်ရင်တည်ငြိမ်နေပေမဲ့အတွင်းပိုင်းမှာတော့အလွန်အမင်းလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်ဆိုတာတန်တရားဖြစ်เสียမလို့ပါဘူးတရုတ်ကွန်မြူနတီပါတီ CCP ရဲ့ထိပ်ပိုင်းကောင်းဆောင်ပိုင်းအတွင်းမှာဘလို့မျိုးအကွဲပြဲတွေနဲ့အပြောင်းလဲတွေဖြစ်နေတယ်လေဒီအခြေအနေတွေကတရုတ်နိုင်ငံရဲ့အနာဂတ်နဲ့ကမ္ဘာအပေါ်ကိုဘလို့တက်ရောက်မှုတွေရှိလာမလဲဆိုတာကိုနက်နက်နဲနဲဖော်ထုတ်သွားပါမယ်ဒါကြောင့်ဒီနေ့တင်ဆက်ပေးမယ့်အဓိကအကြောင်းအရာတွေကတော့တရုတ် e-commerce လောကမှာအယောင်ပမာဏထက်ပြန်ပို့လိုက်တဲ့ပစ္စည်းတွေကပိုများလာပြီး ကိုလောင်တွေမှာအမိုက်ပုံကြီးတွေလိုဖြစ်နေတဲ့အကြောင်းတရုတ်ရဲ့ဘာလာလာအတုလုတ်တဲ့လုပ်ငန်းများအကြောင်းနဲ့ကမ္ဘာနေရာအနှံ့ကိုပြန့်နှံ့နေတဲ့တရုတ်နိုင်ငံထုတ်အတုပပစ္စည်းတွေရဲ့နောက်ွယ်ကဇလန်းတွေရှီကျင်းဖျင်ရဲ့ကြာဆုံးခန်းရောက်နေပြီဆိုတာနဲ့ကျွမ်းကျင်သူတွေခံမှန်းနေကြတဲ့ရှီကျင်းဖျင်အာနာကနေပြုတ်ကျသွားနိုင်တဲ့ဖြစ်နိုင်ခြေ၃မျိုးနဲ့ TikTok နိုင်ငံရေးကြိုးကင်မှု CCP တရုတ်ကွန်မြူနတီပါတီဟာ TikTok ရဲ့ algorithm ကိုအသုံးပြုပြီး American မျိုးတော်ဝင်လောင်းတအုပ်ကိုလျှို့ဝှက်ကူညီပေးနေတယ်ဆိုတဲ့ပေါက်ကြားလာတဲ့သတင်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီစီစဉ်မှာတရုတ်နိုင်ငံရဲ့နိုင်ငံရေးပြည်တွင်းရေးစတဲ့အရေးကြီးတဲ့သတင်းချက်အားလုံးကိုတထိုင်တည်းမြင်တွေ့ရမှာပါ။ကဲစလိုက်ကြရအောင်ပါ။တရုတ် e-commerce လောကရဲ့လက်ရှိအကျပ်တဲတစ်ခုကတော့ပြန်ပို့လိုက်တဲ့ကုန်ပစ္စည်းတွေဟာတောင်လိုပုံနေပြီးအမိုက်တစ်ဖွဲပတ်စံပေးပြီးတော့တောင်စွန့်ပစ်နေရပါတယ်။တရုတ် online ဆိုင်ရှင်တို့ဟာအမျိုးသမီးတွေပစ္စည်းပြန်ပို့တာကိုရက်တန်းကရက်တင်ပြီးလို့ညှိတွားခဲ့ပါတယ်။သူပြောတာကတနေ့ထဲမှာပဲပြန်ပို့လိုက်တဲ့ပါဆယ်တို့ယာနဲ့ချီပြီးလိုက်သိမ်းနေရပါတယ်။သူရောင်းတဲ့ဝက်စားတွေဟာအရေးအသွေးကောင်းမွန်ပေမဲ့ ဝဲသူရေစီကနေအဆက်မပြတ်ပြန်ပို့ခံနေရပြီးသူ့ရဲ့ကိုတော်ထဲမှာတောင်းလို့ပုံလာခဲ့ပါတယ်။ဒီမြင်ကွင်းဟာတရုတ်နိုင်ငံကအွန်လိုင်းလက်လီရောင်းချသူအများပြားကြုံတွေ့နေရတဲ့အခြေအနေဖြစ်လာပါတယ်။ဒီလိုပစ္စည်းပြန်မှုတွေလိုင်းလုံးကြီးဟာလုပ်ငန်းတစ်ခုလုံးကိုရိုက်ခတ်နေပြီးမရေမတွက်နိုင်တဲ့ဆိုင်ရှင်တွေဟာရုန်းကန်နေရတာတချို့ဆိုဒေဝါလီခံရမယ့်အခြေအနေတောင်ရောက်နေပါပြီ။ဆိုင်ရှင်တွေရဲ့ဆိုရသူတို့ဟာတနေ့ကိုပြန်ပို့ပါဆယ်ထုတ်ရာပေါင်းများပါကိုလက်ခံနေရပြီးအများစုကတော့အဝတ်အထည်ဖက်နှက်နဲ့ကိုရေးကိုတာပစ္စည်းတွေဖြစ်ကြပါတယ်။ ပြန်ရောက်လာတဲ့ပစ္စည်းတွေထဲမှာတချို့ကလုံးဝမဖွင့်ရသေးပဲအသက်တိုင်းရှိနေပေမဲ့တချို့ကတော့အသုံးပြုပြီးသားအစွန်ထင်းတွေရေမွှေးနှက်ချွေးနှက်နှကန်းတွေအစွန်ထင်းတွေနဲ့ပြန်ရောက်လာတတ်ပါတယ်ဒီပစ္စည်းတွေကပြန်ရောက်လို့မရတော့ပဲအမိုက်လိုသဘောထားပြီး1ကီလိုဂရမ်ကို1ယွမ်3.14ဒေါ်လာနှုန်းနဲ့စွန့်ပစ်ရောင်းချနေရပါတယ်အဝယ်စားဆိုင်ပိုင်ရှင်တို့ကဝယ်သူတွေအထူးသဖြင့်မျိုးသမီးတွေဟာ online platform တွေကိုသူတို့ရဲ့ကိုယ်ပိုင်အဝယ်လဲကမ်းလို့သဘောထားလာကြတာပါပဲလို့ဒေါသတကြီးပြောပါတယ် သူတို့ဟာပစ္စည်းအများပြားကိုတစ်ကြိမ်တည်းမှာယူတယ်။ရန်နိုင်ငယ်လောက်စိတ်ကြိုက်ဆန်းဝစ်ကြည့်တယ်။ပြီးတော့အများစုကိုပြန်ပို့ပြစ်လိုက်ပါတယ်။တချို့က9ရက်အတွင်းအကြောင်းပြချက်မရှိပြန်ပို့ခွင့်ဆိုတဲ့မူဝါဒကိုအလွဲသုံးစားလုပ်ပြီးအဝတ်အစားတွေကိုအလကားဝင်နေကြတာပါ။ဥပမာပစ္စည်းအထည်90မှာပြီး40ပြန်ပို့တာမျိုးတွေရှိပါတယ်။ဒါဟာဆန်ရှင်တွေအတွက်ကုန်ပစ္စည်းလက်ကျန်တွေတောင်းလို့ပုံလာပြီးပို့ဆောင်ရေးကုန်ကြမ်းစီးတွေမတရားတက်လာစေပါတယ်။ကျွန်တော်ရောင်းလေရှုံးလေပဲဝင်ငွေယွမ်တန်း၁၀ခန်းချီရတယ်ဆိုတော့ ုံကြစည်တွေနှုတ်လိုက်ရင်တောင်းကနန်းလောက်ရှုံးပေါ်နေတော့မယ်လို့ဆိုင်ရှင်တဦးကဆိုပါလေဒီလိုပစ္စည်းပြန်ပို့မှုတွေပြင်ဆိုင်ရှင်တွေဟာလုပ်ငန်းလက်ပဲစည်တွေဖြစ်တဲ့ကိုတော်ငှားကမီတာကအလုတ်သမားကကြော်ညာကနဲ့အခွန်ခတွေကိုလည်းအလူးလဲခံနေရပါတယ်လုပ်ငန်းရှင်တဦးကပြီးခဲ့တဲ့လကယွမ်16တန်းဒေါ်လာ1.2တန်းကျော်ကိုရောင်းခဲ့ရပြီမဲ့အတရေအမြတ်ကယွမ်3သိန်းဒေါ်လာ4100လောက်ပဲရှိတယ်တခြားကုန်ကြမ်းတွေကိုနှုတ်လိုက်တော့အရှုံးအောင်ပြနေသေးတယ်လို့ဖွင့်ဟခဲ့ပါတယ် ဒီလိုပြန်ပို့နှုံးတွေမြင့်တက်လာရတာဟာဝယ်ယူသူတွေရဲ့ချက်ချင်းသဘောကျသိနေဝယ်ယူတတ်တဲ့အကျင့်ပစ္စည်းပြန်ပို့တဲ့လုပ်ငန်းစဉ်တွေကအရန်လွယ်ကူနေတာနဲ့ e-commerce platform တွေရဲ့မူဝါဒတွေကအရန်ရရရရောလွန်းလာကြောင်းဖြစ်ပါတယ်။ online shop platform ပေါ်ကအမျိုးသမီးဝတ်ထည်ရောင်းသူတဦးရဲ့အချက်အလက်ရသူဟာ yuan 17.85တန်းဒေါ်လာ1.6တန်းမိုးရောင်းချခဲ့ရပြီမဲ့ပြန်ပို့လိုက်တဲ့ပစ္စည်းတန်းမိုးက yuan 17.28တန်းဒေါ်လာ1.5တန်းရှိခဲ့ပါတယ်။ ဆိုလိုတာကရောင်းရသမျှရဲ့65ရာခိုင်နှုန်းနီးပါးပြန်ဝင်လာတာပါဒီလိုပြန်ပို့နှုန်းတွေအလွန်မြန်မာနေတာကြောင့်အသေးစားလုပ်ငန်းရှင်တွေဟာကြာရှည်ရက်တည်နိုင်သွမ်းမရှိတော့ပါဘူးဒါဟာစီးပွားရေးလုပ်နေတာမဟုတ်ပါဘူးရှင်တန်ရေးအတွက်ရုန်းကန်နေရတာလို့နောက်ထပ်ဆိုင်ရှင်တို့ကဝန်ခံခဲ့ပါတယ်လေလာသူတွေကတော့တရုတ်ရဲ့ e-commerce ကဏ္ဍဟာဝယ်သူနဲ့ရောင်းသူကြားကယုံကြည်မှုအကျတဲ့နဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်ဝယ်သူတွေကမူဝါဒတွေကိုအခွင့်ကောင်းယူပြီးခက်လွယ်လွယ်ဝယ်ခက်လွယ်လွယ်ပဲပြန်ပို့လို့ရတယ်ဆိုတဲ့စိတ်ဓာတ်မွေးမြူလာချိန်မှာ ။ရောင်းသူတွေကတော့လာဝယ်ပြန်ပို့ငွေရှုံးစိုင်ပိတ်ဆိုတဲ့တန်တရားတွေမှာပိတ်မိနေပါပြီ။စိုင်ရှင်တို့ကတော့ခါခါတူတူပဲ e-commerce ဆိုတာစီးပွားရေးမဟုတ်တော့ဘူး။ဒါဟာအမိုက်စီမံခန့်ခွဲမှုလုပ်ငန်းဖြစ်နေပြီလို့ဆိုသွားပါတယ်။နောက်တစ်ပိုင်းကတော့တရုတ်နဲ့တွေ့ရင်အတုမရှိတဲ့အချို့အရာတွေတောင်အတုလုံနိုင်တယ်ဆိုတဲ့ကိစ္စပါ။ကုန်ပစ္စည်းတူတွေဟာကမ္ဘာနေရာနှံ့ကိုပြန့်နှံ့နေပြီးနာမည်ကြီးအမှတ်တရစိတ်တွေတောင်လက်မြောက်ရှုံးပေးရတဲ့အခြေအနေဖြစ်နေပါဗျ။ကမ္ဘာပေါ်မှာကုန်ပစ္စည်းအတုပအများဆုံးထုတ်လုပ်တဲ့နိုင်ငံကိုမေးရင် တရုတ်ကိုရှင်နိုင်တဲ့နိုင်ငံမရှိပါဘူး။ဇိုင်းခံပစ္စည်းတွေကနေနေစဉ်သုံးပစ္စည်းတွေအစားအသောက်တွေထိအတုတွေကနေရာတိုင်းမှာရှိနေပါတယ်။တရုတ်အတုပလုပ်ငန်းရှင်တွေရဲ့ဆောင်းပုတ်ကခမားဆန္ဒရှိရင်နီလန်းရှိတယ်ဆိုတာပါပဲ။တရုတ်နိုင်ငံဇီကျန်းပြည်နယ်ကရီဝူးမြို့ဟာတရုတ်နိုင်ငံရဲ့အကြီးဆုံးလက်ကားဈေးကွက်ဖြစ်တယ်လို့ကမ္ဘာအကြီးဆုံးအတုပကုန်သွယ်ရေးနေရာကြီးတစ်ခုလည်းဖြစ်ပါတယ်။ပစ္စည်းတစ်ခုခက်စားလာပြီဆိုရင်နောက်တစ်နေ့မှာရီဝူးကအတုအတုထွက်လာပြီးမူရင်းဈေးရဲ့၁၀ပုံတစ်ပုံတောင်မရှိတဲ့ဈေးနဲ့ရောင်းပါတယ်။ထောင်ပေါင်းနဲ့ Pinduoduo တို့လိုလိုတရုတ် e-commerce platform တွေပေါ်ကပစ္စည်းအများစုဟာဒီကနေလာတာပါဥပမာရီဝူးမှာ10ယွမ်ဒေါ်လာ1.4တန်နိုင်တလုံးကို online platform တွေပေါ်မှာယွမ်900ဒေါ်လာ80လောက်နဲ့ပြန်ရောင်းကြပါတယ်ဒါပေမဲ့ပေးရတဲ့ဈေးနဲ့တန်တဲ့ပစ္စည်းပဲရမယ်ဆိုသလိုအရေးအသွေးကမေးခွန်းထုတ်စရာဖြစ်နေပါတယ်ကလေးကစားစရာတွေမှာအစိမ့်တဲ့ဓာတ်ရုပ်ပစ္စည်း126မျိုးထိပါဝင်နေတာအနည်းတဲ့အတုတွေထဲမှာဂွန်းအတုတွေထည့်ထားတာမျိုးတွေပါ တရုတ်ဟာတချိန်ကကမ္ဘာစစ်ရုံကြီးဖြစ်ခဲ့တာကြောင့်နိုင်ငံတကာအမှတ်တံဆိပ်တွေလာရောက်စစ်ရုံဖွင့်ခဲ့ကြပါတယ်။ကြားလာတော့ဒီစစ်ရုံတွေကဒီဇိုင်းနဲ့နည်းပညာရသွားပြီးအတုတွေပြန်ထုတ်လုပ်လာကြတာ။တချို့ဆိုရင်မူရင်းပစ္စည်းထက်တောင်အေးသွေးပိုကောင်းနေပါသေးတယ်။ဖူကျန်းပြည်နယ်ကဖူထန်မြို့မှာဆိုရင်ဖနက်မြို့တော်လို့နာမည်ကြီးပါတယ်။ Nike ဝန်ထမ်းတအူးရဲ့ခံမှန်းချက်အရကမ္ဘာပေါ်က Nike ဖနက်၃ရံမှာတရံကအတုဖြစ်နိုင်တယ်လို့ဆိုပါတယ်။၂၀၁၉ခုနှစ်က American အောက်ခွန်ဟာတရုတ်နိုင်ငံကတင်ပို့လိုက်တဲ့ဒေါ်လာ1.2တန်တန်မိုးရှိတဲ့ Nike ဖက်အတူ14800ကိုဖမ်းဆီးရမိခဲ့ပါတယ်။ဒီလုပ်ငန်းကဘလောက်ကြီးမလဲဆိုရင်ဖူထျံမြို့ရဲ့တနစ်တာဖက်ထုတ်လုပ်မှုဟာတန်ဖိုးယွမ်ဘီလီယံ60ကျော်ရှိပြီးလူဦးရေ9သိန်းလောက်မြို့လူဦးရေရဲ့6ပုံတပုံကဒီလုပ်ငန်းမှာပါဝင်ပတ်သက်နေပါတယ်။ဒီရင်းမှာအတူကြောက်လို့ပြည်ပကနေမှာပေးတယ်ဆိုတဲ့ shopping agent တွေကိုအားကိုးကြပြန်တော့လဲအဆင်မပြေပါဘူး။တချို့ကနိုင်ငံသားမှာဈေးဝယ်စင်တာအတူကြီးတွေစောက်ထားပြီးဝယ်ပြတာမျိုးပြေစာအတူတွေလောက်တာမျိုးအထိရှိပါတယ်။ ါမှမဟုတ်ရှင်းချန်ကဝါချန်ခရိုင်ကအထုပစ္စည်းတွေကိုပဲပြန်ထုတ်ပို့ရောင်းတာပါကုန်ပစ္စည်းတွေနဲ့မကပါဘူးအမှတ်တရစိတ်နံပါတ်တွေကိုပါအတုလောက်ကြပါတယ် KFC အတု Starbucks အတုတွေလည်းတရုတ်လမ်းမာတွေပေါ်မှာအများကြီးပါပဲ Adidas ကတရုတ်မှာကုန်မှတ်တရစိတ်900နီးပါးမှတ်ပုံတင်ထားပေမဲ့အတုတွေကိုမတားနိုင်ပါဘူး Nike ရဲ့ Just Do It ဆောင်းပုတ်ကို Just Break It လို့ဆိုပြီးလောင်ပြောင်ရောင်းတာမျိုးတွေအထိရှိပါတယ်ဘာကြောင့်အတုတွေရှင်သန်နေသလဲအဓိကအကြောင်းရင်းနှစ်ခုရှိပါတယ် 1ဝင်ဝင်နဲ့လူရန်စားများပြတာတရုတ်လူဦးရေရဲ့ဝင်ဝင်နဲ့လွာကပင်ဒူအိုဒူအိုလို့ပလက်ဖောင်းတွေကဈေးပေါ်တဲ့ပစ္စည်းတွေကိုအားကိုနေရတော့မှာ2အမျက်ဆုံးအလွန်များတာအတုလုတ်ချင်းကအမျက်ဆုံးအများများတာကြောင့်လူတွေကဒီလုပ်ငန်းထဲဝင်လာဖို့မမောကြပါတယ်ဒါပေမဲ့နိုင်ငံတကာကစီးမြင့်တွေတင်းကျပ်လာတာကြောင့်အတုပစ္စည်းအများစုဟာတရုတ်ပြည်တွင်းမှာပဲပြန်လည်ရောင်းချနေရပြီးနောက်ဆုံးမှာတော့တရုတ်စားသုံးသူတွေကိုယ်တိုင်ပဲဒီဒဏ်ကိုပြန်ခံနေရပါတယ် အခုတော့ကမ္ဘာတဝမ်းကတရုတ်ပစ္စည်းတွေကိုတပိတ်ပေါက်တဲ့လှိုင်းလုံးကြီးကပုံမူအားကောင်းလာပါပြီ။မက္ကဆီကိုကရီဘူးကုန်တိုက်ကိုပိတ်ပစ်ခဲ့ပါတယ်။ဗီယက်နမ်ကဒဲမူးနဲ့ရှိန်းကိုပိတ်ပင်ခဲ့ပါတယ်။အိန္ဒိယကတမ်မနီကိုခွန်ကောက်ပါတယ်။အမေရိကန်ကတရုတ်ကုန်ပစ္စည်းတွေကိုအပေါ်55ရာခိုင်နှုန်းအခွန်စီးကျပ်ခဲ့ပါတယ်။ဖိလစ်ပိုင်၊အင်ဒိုနီးရှားနဲ့ဥရောပနိုင်ငံတွေကလည်းတရုတ်ထုတ်ကုန်တွေကိုစန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာပါဝင်လာကြပါပြီ။တရုတ်ကွန်မြူနတီပါတီ CCP ရဲ့20ကြိမ်မြောက်ဗဟိုကော်မတီစတုတ္ထအစည်းအဝေးပြီးမှာနိုင်ငံရေးအခြေအနေကတင်းမာနေစေဖြစ်ပြီး CCP ထိပ်ပိုင်းကောင်းဆောင်မှုအတွင်းကအတွင်းပိုင်းပြစ်ပခတွေပုံမပြင်းထန်လာမယ်လို့လေလာသူတွေကခန့်မှန်းနေကြပါတယ်။ကျွမ်းကျင်သူတွေကရှီကျင်းဖျင်အာနာကနေပြုတ်ကျသွားပြီးရင်တရုတ်နိုင်ငံဘလို့ရှေ့ဆက်မလဲဆိုတာကအဓိကဖြစ်ပြီး CCP ကိုတော့ဆက်လက်တည်ရှိခွင့်မပြုသင့်တော့ဘူးလို့ဆိုပါတယ်။ဝါရင်ဂျပန်သတင်းတောင်ရိုက်တာအကီယိုကရှီကျင်းဖျင်အာနာကနေပြုတ်ကျသွားနိုင်တယ်ဖြစ်နိုင်ခြေ၃မျိုးကိုခန့်မှန်းထားပါတယ်။၁။ကျန်းမာရေးပြဿနာများရှီကျင်းဖျင်ရဲ့ကျန်းမာရေးဟာမကြာခဏထင်ကြေးပေးခံနေရပါတယ်။ အစည်းအဝေးတွေမှာသူ့ရှိမှာခွက်နှစ်ခွက်အမြဲတမ်းချထားရပြီးတစ်ခွက်ကရေဖြစ်ပြီးနောက်တစ်ခွက်ကတရုတ်တိုင်းရင်းစေးဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။သူဟာခွဲစိတ်မှုခံယူရလို့လူမြင်ကွင်းကနေပျောက်သွားတာတွေလည်းအကြိမ်ကြိမ်ရှိခဲ့ပါတယ်။နှစ်လောက်ကျန်တက်ဖြတ်ခံရခြင်း။ရှီအာနာရလာကလေးကစစ်တပ်ကိုအကြိမ်ကြိမ်ရှင်းလင်းခဲ့တာကြောင့်သူ့မှာရန်သူတွေအလွန်များပြားနေပါတယ်။သူဟာလုံခြုံရေးကိုအလွန်မင်းတင်းကျပ်ထားပါတယ်။ဥပမာတောင်အာဖရိကကိုသွားတော့ကဟိုတယ်ဝန်ထမ်းတွေကိုအစားထုတ်ဖို့သူ့ရဲ့ကိုပိုင်ဝန်ထမ်းရာပေါင်းများတာကိုခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့တခိုးကိုရက်တထောင်ကာကွယ်လို့မရနိုင်ဘူးဆိုသလိုတနေ့နေ့မှာတစုံတစ်ယောက်ကအောင်မြင်သွားနိုင်ပါတယ်။၃လူတို့အောင်ကြွမှုနဲ့ပါတီရင်းသစ္စာဖောက်မှုတရုတ်လူဖွဲ့ကြီးဟာလက်ရှိမှာမကျေနပ်မှုတွေနဲ့ပြည့်နှံ့နေပါတယ်။အရင်ကဖြစ်ပွားခဲ့တဲ့ White Paper Revolution စက္ကူဖြူတော်လှန်ရေးဟာအောင်ကြွမှုရဲ့ရှေ့ပြေးဖြစ်ခဲ့ပါတယ်။စီးပွားရေးပိုဆိုးလာတဲ့အမျှလူတို့ရဲ့မကျေနပ်မှုတွေပေါက်ကွဲထွက်လာပြီးအဲ့ဒီချိန်မှာပါတီရင်းကရှီဆန့်ကျင်ရေးအုပ်စုတွေကပါသစ္စာဖောက်ပြီးပူးပေါင်းနိုင်ရင် ရိုမေးနီးယားမှာဖြစ်ခဲ့သလိုအပြောင်းအလဲကြီးဖြစ်လာနိုင်ပါတယ်။ပြောက်ကြပြီးရင်ဘာဆက်ဖြစ်မလဲ။ထိုင်ဝမ်ကသူတေသည်ရှာမင်ရှီကတော့ရှီရဲ့အာနာဟာ2029ခုနှစ်အထိတည်ငြိမ်နိုင်သေးပေမဲ့စစ်တပ်နဲ့ဒုတိယဥက္ကဋ္ဌကျန်းယိုရှာရီရဲ့ဂျားကတင်းမာမှုကအဓိကပြောင်းလဲနိုင်တဲ့အချက်လို့ဆိုပါတယ်။တရုတ်လိလာသူဝမ်ဟဲကတော့ရှီဘလိုပြောက်ကြသွားလဲဆိုတာထက်ပြောက်ကြပြီးရင်တရုတ်နိုင်ငံဘလိုရှေ့ဆက်မလဲဆိုတာကပိုအရေးကြီးတယ်လို့ပြောပါတယ်။ CCP ကတော့ဆက်ရှိနေလို့မရတော့ပါဘူး။လမ်းနှလမ်းပဲရှိပါတယ်။ ပထမတစ်ခုက CCB အတွင်းကပညာရှိတချို့ကဆိုဗီယက်လိုပဲပါတီကိုငြိမ်းချမ်းစွာဖျက်သိမ်းပြီးတရားမဝင်ကြီးညာလိုက်တာမျိုးဒုတိယတစ်ခုကအာနာရှင်ကိုဖမ်းဆီးကွပ်မျက်တာမျိုးတွေလှုပ်လာနိုင်ပါတယ်ဒီကနေ့ရဲ့နောက်ဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းအရာကတော့တရုတ်ကွန်မြူနတီပါတီ CCP ဟာနာမည်ကျော်လူမှုကွန်ရက်မီဒီယာပလက်ဖောင်းဖြစ်တဲ့ TikTok ရဲ့ algorithm ကိုလျှို့ဝှက်ကြိုးကင်ချဲလနေပြီး American ပြည်ထောင်စုရဲ့နိုင်ငံရေးဖြစ်စဉ်တွေကိုဝင်ရောက်ဆွဖက်နေတယ်လို့စွပ်စွဲချက်တွေထွက်ပေါ်လာတာပါပဲဒီစွပ်စွဲချက်ဟာပေါက်ကြားလာတဲ့အတွင်းရေးစာရွက်စာတမ်းတွေနဲ့ နီးပညာဆိုင်ရာလေ့လာတွေ့ရှိချက်တွေပေါ်အခြေခံထားတာဖြစ်ပါတယ်။တရင်တွေအရ CCP ဟာနယူးယောက်မြို့တော်ဝင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေတဲ့ Democratic Party ရဲ့ကိုယ်စားလှယ်လောင်းမန်ဒန်ကိုအထူးအပြစ်မှတ်ထားပြီးထောက်ခံမှုပေးနေတယ်လို့ဆိုပါတယ်။မန်ဒန်ဟာသူ့ရဲ့မဲဆွယ်စည်းရုံးမှုတွေမှာကွန်မြူနစ်ဆန်တဲ့မူဝါဒများကိုအခိုင်အမာချပြပြောဆိုနေသူဖြစ်ပါတယ်။သူ့ရဲ့မူဝါဒတွေထဲမှာမြို့တွင်းအခမဲ့ဘတ်စကာစီနင်းဝင်ပေးတာကလေးထိန်ချောင်းစရိတ်တွေကိုအခမဲ့လုပ်ပေးတာနဲ့အိမ်ငှားကတိုးမြင့်တာတွေကိုပိတ်ပင်တားမြစ်တာတွေပါဝင်ပါတယ်။ ဒီလိုလက်ဝဲစွန်းဆန်တဲ့မူဝါဒတွေကြောင့်သူ့ကို Democratic Congress အမတ် AOC နဲ့စီးနိုင်တာ Bernie Sanders တို့လိုနိုင်ငံရေးသမားတွေကအများပြားထောက်ခံအားပေးနေကြပါတယ်။ပေါကြားလာတဲ့အချက်လက်တွေကပေါ်ပြနေတာကတော့ TikTok ရဲ့ algorithm ကိုအသုံးပြုပြီးနယူးယောက်မြို့ကန်တွေကိုမန်တန်ကိုထောက်ခံတဲ့အကြောင်းအရာတွေကိုကျယ်ပြန့်စွာဖြန့်ဝေပေးနေတယ်လို့ဆိုပါတယ်။ဒီလိုဖြန့်ဝေပေးခြင်းဟာတဘာဝအတိုင်းဖြစ်တဲ့နှုံထက်အစာပေါင်းများစွာမြင့်မားနေတယ်လို့လေ့လာသူတွေကတွေးရှိခဲ့ကြပါတယ်။ တချိန်တည်းမှာပဲမန်တန်ရဲ့ပြိုင်ဘက်ဖြစ်တဲ့နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းကွိုင်မွန်နဲ့ပတ်သက်တဲ့သတင်းနဲ့ဗီဒီယိုရဲ့မြင်တွေ့နိုင်စွမ်းကိုတော့တိတိတသားရှော့ချဖိနှိပ်ထားတယ်လို့စွပ်စွဲထားပါတယ်။ဒီလိုနိုင်ငံရေးရည်ရွယ်ချက်နဲ့ဤပညာကိုကြိုးကင်ချဲလဲနေတယ်ဆိုတဲ့တန်တရားနဲ့ပတ်သက်ပြီး Israel ဤပညာကျွမ်းကျင်သူတို့ကသူ့ရဲ့လိလာတွေ့ရှိချက်ကိုလူသိရှင်ကြားထုတ်ပြန်ခဲ့ပါတယ်။မူလထောက်ထားရိယာနယူးယောက်ရေးကောက်ပွဲမှာမဲဆန္ဒရှင်တွေရဲ့အမြင်ကိုပုံဖော်ဖို့အတွက် algorithm ကိုဝင်ရောက်စွပ်ဖတ်မှုတွေရှိနေပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ သူကတစ်တော့ဟာလက်ဝဲစွန်းနိုင်ငံရေးသမားမန်တန်ကိုမြို့တော်ဝင်ဖြစ်လာစေဖို့အတွက်လျှို့ဝှက်ပြီးမျက်နှာသာပေးနေပါတယ်လို့လည်းရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။မန်တန်ကိုထောက်ခံတဲ့ဗီဒီယိုတွေဟာပုံမှန်မျှော်မှန်းတာထက်အစာပေါင်းများစွာပုံမိုပြန့်နှံ့နေခြင်းကအယ်ဂိုရသမ်ဟာတတ်မှတ်ထားတဲ့အတွေးအခေါ်တစ်ခုနဲ့ကိုက်ညီတဲ့အကြောင်းအရာတွေကိုလျှို့ဝှက်ပြီးဦးစားပေးနေတယ်ဆိုတာကိုညွှန်ပြနေတယ်လို့ဒိုလက်စ်ကသူ့ရဲ့အစီရင်ခံစာမှာရေးသားထားပါတယ်။ဒီကိစ္စဟာအမေရိကန်နိုင်ငံရေးလောကမှာတုန်လှုပ်စရာဖြစ်ခဲ့ပြီး Republican Senator Ted Cruz ကလည်း အဆိုပါအစီရင်ခံလာကိုသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာပြန်လည်ဝင်မြခဲ့ပါတယ်။စီနေတာခရုစ်က CCP ကဘာလို့ကွန်မြူနစ်ဂျီဟတ်တူကိုနယူးယောက်မြို့တော်ဝင် ဖြစ်စေချင်ရတာလဲဆိုတဲ့မေးခွန်းကိုတိုက်ရိုက်ထုတ်ဖော်မေးမြန်းခဲ့ပါတယ်။ CCP ရဲ့ရွေးချက်ကဘာလဲဆိုတာကိုပြည်သူတွေသိကျင်စိတ်ပြင်းပြစေခဲ့ပါတယ်။အလားတူပဲ American သမ္မတ Donald Trump ကလည်းမြို့တော်ဝင်လောင်းမန်တန်ကိုပြင်းထန်စွာဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ Trump ကမန်တန်ရဲ့မူဝါဒတွေဟာအတူယောင်ကွန်မြူနစ်ဂတိတွေသာဖြစ်ပြီးသူ့ကိုကွန်မြူနစ်အယူလို့ခေါ်ဆိုခဲ့ပါတယ်။ တမရဟောင်းထရန့်ဟာဒီထက်မကအရေးကြီးတဲ့သတိပေးချက်ကိုပါထုတ်ပြန်ခဲ့ပါတယ်။မန်ဒန်သားမြို့တော်ဝင်ဖြစ်အရွေးခံရမယ်ဆိုရင်ညူယောက်မြို့ကိုပေးနေတဲ့ဖက်ဒရယ်အစိုးရရဲ့ရန်မုံငွေအားလုံးကိုပြန်လဲယူသိမ်းသွားနိုင်တယ်လို့သတိပေးခဲ့ပြီးမန်ဒန်ကုံမဲပေးခြင်းဟာအတိတ်ပဲမဲတဲ့ကိစ္စဖြစ်လာနိုင်ကြောင်းလည်းပြောဆိုခဲ့ပါတယ်။ဒီလိုဆွဆဲချက်တွေကြောင့် TikTok လိုကမ္ဘာလုံးဆိုင်ရာလူမှုကွန်ရက် platform တွေရဲ့လွတ်လပ်မှုနိုင်ငံတကာအစိုးရတွေရဲ့နိုင်ငံရေးဆွတ်ဖက်မှု NGO တွေနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံရေးမှာစိုးရိမ်ပူပန်မှုတွေမြင့်တက်လာခဲ့ပါတယ်။ ။နယူးယောက်ရေကောက်ပွဲမှာ CCB ရဲ့ဩဇာလွှမ်းမိုးမှုရှိနေမလားဆိုတဲ့မေးခွန်းကလည်းပုံမူကျေလောင်လာနေပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့စီဇန်တွေရဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့ကိုပိုင်မြင်သုံးသက်ချက်နဲ့ထင်မြင်ယူဆချက်တွေကိုမှတ်ချက်မှာလွတ်လပ်စွာမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့ရဲ့လွတ်လပ်ပြီးအချိန်နဲ့တပြေးညီသတင်းထုတ်ပြန်မှုတွေကိုဆက်လက်ကြီးစုအားပေးနိုင်ဖို့ Subscribe နဲ့ Like ကိုလုပ်ပေးခြင်းအဖြစ်ကျွန်တော်တို့ကိုကူညီပံ့ပိုးပေးနိုင်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။